လာပါရှင် မြန်မာပြည်ရဲ့နောက်ဆုံးပရေဆိုးဆန့်ခဲ့တဲ့မြို့ရင်းကျေးမှုဥပညာတွေထုံကားတဲ့မြို့ဖြစ်ကြော်ကြားတဲ့မန္တလေးမြို့ဒီမန္တလေးမြို့ရဲ့အရင်ခေတ်ကအခြေအနေနဲ့အခုခေတ်အခြေအနေဘာတွေပြောင်းလဲခဲ့ပြီလဲဘလို့တွေကွာခြားသွားပြီလဲပြီးတော့ဒီနေ့ခေတ်မန္တလေးရဲ့ဒီရေကျေးမှုဥပညာတွေကြောင့်ကိုသိရှိဖို့အတွက်ဆရာစုငတ်ကို မေးမြန်းပြီးတော့မှတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာရေစိုးပေါ့နော်ဆရာကြီးမန္တလေးပေါ့နော် ဒီမန္တလေးကိုဟိုပြောင်းလာတယ်ပြောင်းလာတယ်ဆိုပြီးတော့ဒါပြောနေကြဆရာတို့ကလည်းစာရေးတယ်လူတိုင်းကလည်းပြောနေကြပါဘောเนาะဆရာအဲ့တော့ဟိုပထမဆုံးကဒီမန္တလေးကဘောเนาะမန္တလေးပြီးတော့ဘယ်ရှင်တော့ကဆရာဟိုတိရစာပြောင်းခဲ့လာလဲဆရာဟိုဒီလိုပေါ့ရေတမီးဟုတ်ဟိုမန္တလေးကိုတကယ်တမ်းတီထောင်တာကမြန်မာတက်ကြီး1220ခုပေါ့เนาะတီထောင်တော့တီထောင်နီးရလေဟိုမျိုးတော်ကိုရွှေ့လာเนาะအဲ့ဆောင်မျိုးတော်ကမလာဘူးလား ်အမရပလမရှိရာကနေပြီးတော့မင်းတို့မင်းလက်ထက်ရောက်တော့မင်းတို့မင်းနန်းတက်တဲ့အချိန်မှာမင်းတို့မင်းကအမရဗုဒ္ဓမြို့လို့အသိစိတ်တိုင်းမကြလို့မန္တလေးဆိုအသိတီးလာဟုတ်အသိတီးတဲ့အချိန်မှာသူကဟိုမြို့ကွက်သစ်ကိုမြို့ကွက်ကိုနော်ဒေချာဟိုတတ္တထာနာကိုအရင်ဦးစားပေးဟိုတိဆောက်တယ်ပြီးတော့မြို့ပြနေရာတွေကိုချထားတယ်နေရာချထားတဲ့ခါမှာမြို့ဟောင်း ဒီမရဘူရကလည်းဒီကိုပြောင်းနေဟာဖြစ်တဲ့အတွက်မရဘူရမှာလည်းပြောလို့ဆိုရင်အားလုံးကရင်းနှီးမိသားယွမ်းနေပြေးလိုက်ဟုတ်ကဲ့မန္တလေးကိုပြောင်းတဲ့အချိန်မှာမရဘူရမှာဟလာပြန့်ကျဲနေတဲ့ဟာတွေကိုသူကအစုအဖွဲ့အနေနဲ့လုပ်ငန်းတူရအစုအဖွဲ့တွေကိုစုလိုက်တယ်နောက်တစ်ခါအမှုတန်းတူရတွေကိုစုလိုက်တယ်နောက်တစ်ခါဟိုဒေတာเนาะဒီဇာတိတူရာတွေကိုစုလိုက်ပြီးတော့စနစ်တကျသူကနေမှဒီလေးလုံးဆက်ဆက်ဝင်းကြီးတွေမှာနေရာချထားပြီးလိုက်တာဟုတ်အဲနေရာချထားပြီးတော့ဘာဖြစ်လဲဆိုတော့သူကလူအစ်စ်ပေါင်းစရာမလိုဒီမှာရှိတဲ့လူတွေက အမရမူလာတွေကရှိလာတဲ့သူတွေဒီမှာအတူပေါင်းကြတယ်။နောက်မျိုးကိုသူက၄တောင်ကွက်ကွက်လောက်ထားတာကလည်းသူကជីလက်ဒီလူနေမှုစရိုက်ကိုအခြေခံတာနော်။ဟိုဒီနေ့သမီးတို့မြင်ရတဲ့မန္တလေးနဲ့ဆိုတခြားစီဖြစ်သွားတာပေါ့ကြီး။အဲ့ဒီတော့ဒီ၄တောင်ဆက်ဆက်ဟလာဟိုတပြားပတ်လေပေါ့နော်။တပြားပတ်လေ၄တောင်ဆက်ဆက်တပြားကိုဒီနေ့ပေးနေပြောမှဆိုပေး950ဝန်းကျင်ရှိတာပေါ့။ဒီပေးပေး950၄တောင်ဆက်ဆက်ကြီးလဲကောင်းပါ။အဲ့ဒီအစုအဖွဲ့ရဲ့အကြီးကဲ ဥမာဒါမင်းမှုတန်းဆိုရင်မင်းမှုတန်းအကြီးကဲသို့မဟုတ်ဒီဟလာအစုဖွဲ့ရဲ့လုပ်ငန်းဆိုရင်လုပ်ငန်းအကြီးကဲအဲ့အလဲကောင်မှနေတယ်ပြီးအချွေညာတွေပတ်လည်နေတယ်ပတ်လည်နေတော့သူကဝင်းနေရမရှိဘူးဟလာဟိုတိန်နဲ့တိန်ကဟလာတကားမရှိဒါမရှိဒီလိုနေထိုင်ကြတယ်အဲ့တော့ဒါတလျှောက်လုံးအဲ့လိုနေလာကြတယ်နေလာချားနေမှဟလာပါတော်မူလိုက်တဲ့အချိန်နော်ဒီဘက်ပြင်ပါတော်မူသွားတဲ့နေရာကျတော့အင်္ဂလိပ်ကလာအောင်ဆိုပြီးအင်္ဂလိပ်ကလာအောင်ဆိုတဲ့ခါမှာအင်္ဂလိပ်ရဲ့မျိုးပြပုံစံကမန္တလေးနဲ့တခြားနေကြတယ် ဲ့တော့အင်္ဂလိပ်ကဥုပ်ချုပ်တာနဲ့တပြိုင်နက်တည်းအင်္ဂလိပ်ကပါလေသူရဲ့အနန္တီမြဲရေးနဲ့သူရဲ့စီးပွားရေးဟလာထူမတ်နိုင်ရေးအတွက်ဘာလီလာလဲဆိုကုန်တိုက်တည်ဖွဲ့လာအဲ့တော့ဘာသာသာသနာကိုလည်းအခြေခံနဲ့ယဉ်ကျေးမှုလည်းအခြေခံနဲ့မြို့ကတိုင်းကလက်အောက်ရောက်တာနဲ့တပြိုင်နက်တည်းစီးပွားရေးပုံစံပြောင်းသွားပြီပြောင်းသွားတော့ဒါပေမဲ့သူတို့ကကြင်ကြံခံတယ်မဈေးကျူဈေးကျူဆိုမင်းတို့ဘယင်ခက်တုံးနဲ့ရှိတဲ့ဈေးကြီးဒါပေမဲ့ဒီမှာက ဟလာဟိုယောနီပြည်တိုင်းအမျိုးသားစီးပွားရေးကအခိုင်အမာရှိခဲ့တာเนาะဒီအင်္ဂလိပ်တက်လာတဲ့အချိန်မှာဟလာသူ့ကုန်တယ်ကြီးတွေဘလို့ဘလို့ပဲဖွင့်ဖွင့်ဈေးချိုရဲ့လက်လီအယောင်ဝယ်ကမပြတ်ခဲ့ဘူးဘယ်ချမ်းမှပြောင်းလဲဆိုတော့เนาะဟိုမဆလာအစိုးရခေမဆလာအစိုးရခေရောက်လာတော့ဘာလို့ဖြစ်လာလဲဆိုတော့ဒီမှာဟိုနေမှာပြီးရင်းစေကြောင်ရောစီးပွားရေးအရာရောဘလို့မှနေမှာမနေနိုင်ရတော့မန်လေးလူတွေစုပြုံရောက်လာကြတာเนาะ အဲ့ဒီစုပြုံရောက်လာကြတော့ခုနဆရာပြောတဲ့ဝင်းကြီးတွေဝင်းကြီးတွေထဲမှာအလေကောင်းမှရှိတဲ့ဘယင်ဆိုတာလေဟိုမင်းမှုတန်းဆိုတာလေမရှိတော့ဟုတ်နော်အဲ့တော့ပန်းချင်းတွေကပြောင်းသွားတယ်စီဝါကြီးတွေလည်းပြက်ကုန်တယ်ပြက်ကုန်ရတော့ဘာလို့ဒီဝင်းကြီးတွေဝင်းတွေမှာအာအေးရတနေရာဇာလေးကိုပဲခွဲရောက်တာမျိုးဟလာပေးနေဆယ်လောက် ခွဲရောက်ဆယ်ပေးလောက်ခွဲရောက်ဒီလိုဖြစ်တယ်လို့နေကြတော့အပြင်ကတော့ကုန်တယ်ကြီးတွေနဲ့အာစီတိုက်ကြီးတွေတော့ဖြစ်ပါရဲ့အလေကောင်းမှကြက်ညက်နေတာအဲ့တော့တောက်လျှောက်တယ်အဲ့တော့မန္တလေးမြို့လေကောင်းက เนาะဒီဘိုးဘွားဝင်ပေ40ပေ60နေရာကအဲ့လုံက10သိန်းလောက်ဆိုရင်ပြစ်ခတ်ရောင်းရတော့ဟုတ်တက်တက်နဲ့တကူဒီလူမျိုးဗမာလူမျိုးမန္တလေးသားလေ10သိန်းဆိုတော့မမြင်ဘူးလေဟုတ်ကဲ့အဲ့တော့10သိန်းရပြီဆိုရင် မောင်မ9ရောက်2သိန်းစီခွဲပြလိုက်မယ်ခွဲလိုက်မယ်ဆိုမျိုးတစ်ကို3000နဲ့ဟာအိမ်ထဲနေနေရတယ်အဲ့ဒီပုံစံนี่ဖြစ်သွားတယ်ဖြစ်သွားလို့ဘာဖြစ်သွားလဲဆိုတော့ယွမ်းနေပြေးတိုင်းနေကအဝေးရောက်သွားတယ်မျိုးလေကောင်မပါရလဲဆိုတော့ဒီ ဒစိမ့်နေရောက်ဟုတ်ကဲ့ဒစိမ့်နေက ပိုဆိုးတာကတိုင်းရင်းသားတွေမဟုတ်ဘူးမြမလူမျိုးတွေမဟုတ်ဘူးတကယ့်ကိုမြမစကားတောင်မှမတက်တဲ့ဒစိမ့်နေရောက်ဟုတ်ကဲ့ရောက်လာတဲ့အနေထားဖြစ်လာတဲ့အခါမှာလူနေမှုဇရိုက်တွေပြောင်းသွားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့မန္တလေးကဟဲ့လားဟိုစစ်ကြောင်နော်စစ်ကြောင်ရေယောဂါကတ်ဘေးကြောင်ရေဒါလူနေမှုပုံစံတွေပြောင်းခဲ့တယ်အထူးမြင်ယောဂါကတ်ဘေးဆိုတာလည်းတလောက်မဟုတ်ဘူး ြီးတော့ဟလာဝမ်းယောဂါတွေဖြစ်တယ်ပလိယောဂါတွေဖြစ်တယ်သို့သော်လည်းပဲဟလာပလိတွေဝမ်းလေဖြစ်လို့အားလုံးကဇိုင်းတောင်းမဲ့ကိုတော့ခိုးကြဒီမှာစေးတွေပြန်အကုန်လုံးမြန်ရောက်ကိုညံကိုပြန်နေကြတယ်တခါလူတွေကဘာစီကြီးထောင်းကော40နှစ်ဖြစ်လာပြန်တော့လေလူမျိုးလုံးမိလောင်ပြကြသွားသို့တော့ကိုယ့်နေရာကိုပြန်ရောက်လာကြဟုတ်ကဲ့နော်ပြီးလို့စဖြစ်တဲ့ထောင်းကော50ဝန်းကျင်ဒီလောက်စိုးစိုးဝမ်းဖြစ်ဘူးဘဲချမ်းမှဒီစနစ်ကြောင့်ဖြစ်ရတဲ့အပြောင်းအလဲကြောင့်ဘယ်သူမှမခံနိုင်တော့ဟုတ်ကဲ့ ဟုတ်ပါပြောင်းသွားတာပေါ့เนาะဟုတ်ပြောင်းသွားလိုက်တာမှာเนาะကျွန်တော်တို့ဆိုရင်မွေးတာကဈေးကြိုနာမှာနောက်ဖက်မှာမွေးတယ်ဈေးကြိုနောက်ဖက်တကယ်ကိုဟုတ်လားဈေးကြိုဟုတ်လားချီကံပြီးတော့မွေးခဲ့တဲ့သူဟုတ်လားအိမ်အောင်ကြတော့ဈေးဝင်နာလေးမှာရောက်လာတယ်အခုဟုတ်လားတန်သမီးတွေရတော့ဟုတ်လားအစွန်ရောက်လာဟုတ်ကဲ့เนาะဒါဒါဆရာတို့ဆိုရင်ဒါဟိုမန္တလေးအမလန်ချစ်တဲ့သူတွေအနာမျိုးလေကောင်မကတ်နိုင်ပေါ့ဒီလိုဒီနဲ့မျိုးပုံစံကြီးပြောင်းသွားတယ်နေရာလေပုံစံလေးကိုပြောင်းသွားတယ် အဲ့ဒါကြောင့်ဟုတ်အဲ့ဒါကြောင့်ဟိုဟိုမန္တလေးမှာဗမာတွေအစ်စ်တွေကိုကြည့်ကြင်အစုံများတွေလိုက်ကြပါတော့အစုံများတွေကြည့်ရမျိုးသစ်တွေကြည့်ဒါကုတောင်မှာမျိုးသစ်မှာတော့ဘယ်ကဘာဖြစ်ပြန်လဲဆိုဈေးကြကတက်သွားမြန်ရောတက်သွားအဲ့ဒီလက်ရှိနေရာကိုဒီကဒီဗမာတွေကပြန်ရောင်းညပြန်အဲ့ဒီအစုံလေးတွေကပြန်ပြောင်းညအဝေးအဝေးကိုထပ်သွားအဲ့လိုစီးပွားရေးကဒီမှာကလူဝကြီးအုပ်စီးပွားရေးဖြစ်သွားပြီလေအဲ့တော့ကိုရှိတဲ့အရင်အနည်းနဲ့ဒီထဲမှာလဲလို့လဲစားအနည်းနဲ့နေစားလောက်ပဲရတဲ့ဟာမျိုးဖြစ်သွားတာ ော်ဒီတဲ့ပို့ပြီးတော့ဟလာကလေးတွေရဲ့ချောင်းစည်းရိတ်တွေဂျမ်းမာရေးစည်းရိတ်တွေကိုရဲ့ဟလာဘဝလုံုံကြီးအတွက်ဟလာဟိုဦးသားနာသားအတွက်တွေပါညာဆိုရင်ညီရောင်းရတာပဲညီပိုင်းရောင်းရတာပဲပေါ့နော်အဲ့လိုတွေအကုန်ဖြစ်သွားတာဟုတ်ကဲ့အဲ့တော့ဆရာအဓိကဒီမန္တလေးမြို့ကြီးလိုပြောင်းလဲလာတာပေါ့နော်ဒါအဓိကနောက်ဆုံးအာ88နောက်ပိုင်းစနစ်ကြောင့်ပေါ့နော်စနစ်ကြောင့်အဓိကဒီလိုပြောင်းလဲသွားတာပေါ့နော်ဟုတ်ကဲ့ဆရာဟုတ်ဟိုလူရက်ကဘာစစ်ကြီးတုံးကတောင်းပါဒီလောက်ထိပြောင်းလဲကိုအင်ကိုနေရာပြန်ရောက်ကြတယ် ဒီနေ့ကြောင်းဖြစ်သွားတဲ့ဟာတော့ဟလာဟိုမျိုးလေကောင်းဆိုရင်တချို့ဆိုရင်ကိုနေရာကိုတောင်းမှမှတ်မိတော့ဘူးเนาะဟုတ်ကဲ့အဲ့ဒီနေရာငါးနေရာမှာဟုတ်ရဲ့လားဆိုဖြစ်တော့အကုန်လုံးမျိုးလေကောင်းကတော့ဘယ်သူမှဘာမှမျိုးမကတ်နိုင်ဘူးမှန်တယ်သူစီပွားရေးလုံးအကုန်เนาะလူမျိုးသားတွေအကုန်ဖြစ်ကုန်ပြီဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့တော့ဆရာပြောသွားတယ်မှာပေါ့เนาะဒါစနစ်ပေါ့စနစ်ဆိုတဲ့နေရာမှာလေဒီဗမာတွေကစီပွားရေးကြောင့်ပေါ့เนาะစီပွားရေးစိမပြေတော့ဒါဟိုသူတို့အနေနဲ့အဝေးကိုထိုးသွားတဲ့သဘော ဖြစ်သွားတာပေါ့เนาะဆရာဟုတ်ကဲ့အဲ့တော့ဆရာ အခုမျိုးဆိုရောက်သွားတဲ့ပုံမှန်လေးအရေလိုပြန်မဖြစ်တော့မှဟိုညတာတဲ့အခြေအနေတခုပြန်ဖြစ်လာဖို့ဆက်နေဟိုဖြစ်နိုင်မယ်လို့မျှော်လင့်နေတယ်လားအဲ့ဒါကတော့ဟိုပေါ့ဟိုနိုင်ငံရေးပေါ့ဟိနိုင်ငံရေးစနစ်တခုเนาะတကယ်ကိုစင်မှန်တဲ့နိုင်ငံရေးစနစ်တခုပြည်သူလူထုကိုကိုစားပြုသောနိုင်ငံရေးစနစ်တခုထူထောင်ရမှာပဲဒါအလွယ်ဆုံးပြောရဆိုတကယ်ကိုတန်ရှင်းတဲ့အစိုးရတကယ်ကိုဟလာကောင်းမွန်တဲ့အစိုးရတကယ်မှန်ကန်တဲ့ဟလာစီးပွားရေးစနစ်တွေမှန်ကန်တဲ့နိုင်ငံရေးစနစ်တွေရှိတယ်ဆိုရင်ဒါ ဟိုကျန်တာတွေကဟာလာရေသောမြစ်ကဒါနိုင်ငံရေးစနစ်ကအဓိကဟိုရေသောမြစ်ကျန်တာတွေကဟာလာစီးပွားရေးတို့ယဉ်ကျေးမှုတို့လူမှုရေးတို့ဂျမ်းမာရေးတို့ပညာရေးတို့လည်းဒါအကန့်ခက်တွေပဲအဓိကပင်မနိုင်ငံရေးစနစ်ကြီးမှန်ကန်မယ်ဆိုရင်ကျန်တာတွေကလည်းသူ့အတူဟာလာလိုက်ပြောင်းလာအလိုလိုကောင်းပါမယ်နော်ဟုတ်ကဲ့ဖြစ်သွားမှာဟုတ်ကဲ့ကျွန်တော်ကြုံခဲ့ရတာကဟာလာစီးမဒီနိုင်ငံရေးစနစ်ကမှားခဲ့လို့ เนาะအဒဝတမင်းတိုင်းမှုတစ်ခုဥပဒေတစ်ခုနဲ့ထင်းသလိုဟာလားအမိန်အာဏာတွေနဲ့လုပ်ခဲ့ကြတာဟုတ်ဒီမိုစီရဲ့ပုံစံအတိုင်းတကယ်အားလုံးဝိုင်းပြီးတော့စဉ်းစားပြီးတော့เนาะမဲခွဲပြီးတော့တကယ်ဖြစ်တင်တာเนาะခုနလက်လာပါကင်းရှင်းပြီးတော့ဖြစ်တင်တဲ့ဟာမျိုးစဉ်းစားတွေးခေါ်ပြီးတော့လုပ်ကြမယ်ဆိုရင်တော့ဒါဟာဟာလားဘာပဲပြောပြောဟာလားဟိုအမျိုးသားစီးပွားရေးပြန်ကောင်းလာမယ်အမျိုးသားစီးပွားရေးကောင်းလာတဲ့လူမျိုးသားရင်ကျေးမှုတွေလည်းထွန်းလာလာမယ်เนาะအခုအေးဟာလား ကဲဟိုအလွယ်ဆုံးတစ်ခုပြောမယ်မန္တလေးမှာ လူဒုနဲ့ပတ်သက်တဲ့ဟိုလား public နဲ့ပတ်သက်တဲ့ဒီနေရာမရှိဘူးဟုတ်ကဲ့နော်မလူတသိန်းလောက်စုပြီးတော့စီးပွားပဲလုပ်မှာနေရာမရှိနေရာမရှိဟုတ်နော်တခါဟဲ့လားခုနပြောတဲ့ရင်ချင်းမှုနဲ့ပတ်သက်တဲ့မန္တလေးမှာအငိမ့်နေဇက်တွေထွန်းကားခဲ့တယ်အဲ့ဒါအလားဆရာတို့ငငယ်တုန်းကဆိုရင်ဇက်ပွဲအငိမ့်ငွဲဆိုရင်ဒီလိုချိန်လောက်ကိုဟုတ်လားဇက်စင်လာဆောက်ငိမ့်စင်လာဆောက်တဲ့ကွာ ဟာနေဘူးလေကောင်းဟာဖြားသွားခင်မယ်ညကြတော့ဖနက်ဖင်ခုလိုထိုင်ကြည့်လို့ရတယ်ဒီနေ့ခင်မရတော့ဟုတ်ကဲ့เนาะအမြဲတမ်းတကယ်အဆင့်မီတဲ့ဇိုင်းုံကြီးရှိရမယ်ဇိုင်းုံဆိုတော့လေပိုက်ဆံလေးတအားပေးဝင်ရတဲ့ဇိုင်းုံမျိုးတွေရှိသလိုလဟာပြင်ဇိုင်းုံတွေ เนาะ free เนาะအခါမှာကြည့်လို့ရတဲ့ဇိုက်ယုံကြီးတွေရှိရမယ်ရန်ကုန်မှာဆိုရင်ဒါပြည်သူ့ဥယျာဉ်မှာရှိတယ်လာမျောနေညုံးနေပါလေဘာလို့မှမပါဘူးတကယ် the bin တကယ်တော့လို့ပြောတဲ့ဟာတွေဘာမှမရှိဘူးဇက်ကြည့်ချင်းရင်ခုနဟာလာဟာကားလေးဟိုဝါးနဲ့ဖြစ်တယ်လို့စောက်ထားပြီးတော့ဟာကားလေးဟိုလာတိုးခွေပြီးတော့အကုန်လုံးဟိုလာတန်ရှင်းနဲ့ဟာလာဟိုအညီကြီးဆုံးတဲ့စနစ်လည်းမရှိပါဘူးပေါ်စီတက်နေတာတော့ဘယ်သူမှကြည့်နိုင်ဘူးလေအဲ့လိုလာမြင်ဇိုက်ယုံကြီးတွေနဲ့ဟာလာဒါမှမဟုတ်အခါချင်းငွေနဲ့စနစ်ကြတဲ့ဇိုက်ယုံကြီးတွေနဲ့ဒီလိုနီးနဲ့တဖြည်းဖြည်းနဲ့လုပ်ယူမှရမှာပေါ့အခုဆိုရင်အရင်ကဟာလာ ဟိုမန္တလေးဆိုအငိမ့်မျိုးတော့အငိမ့်ပေါင်းလား၄၅၀ရှိတာအခုဆို၃ငိမ့်ပဲကျန်တော့ဟုတ်ကဲ့အဲ့ဒါပါလေဆိုသူတို့ရစီဝါရေးအရာသူတို့စီဝါရေးရပြုတ်လဲသွားတာသူတို့ငားမဲ့ဆိုမရှိတော့တာဟုတ်ကဲ့ဟောအဲ့တော့ဟလာတစ်ဖက်ကလည်းသူတို့ရအားနေချက်ကလည်းပါလေဆိုသူတို့ကိုင်းချုံမီကျူးငံ့မီစီးပွားမကောင်းတဲ့အတွေ့လေးလာအနေတယ်ဟုတ်လားတီထွင်မှုနည်းသွားတယ်ဟုတ်ကဲ့အာယုံမရောက်တော့ဘူးလို့ပြောတော့အဲ့တော့တမယိုးကြပဲဖြစ်တယ်နောက်တစ်ခါဟုတ်လားဟိုပညာရေးအဆင့်နှိမ်သွားတယ်ပညာရေးအဆင့်နှိမ်သွားတော့လက်ရှိဟလာခင်နဲ့အညီ ခေထွန်းနေတဲ့ပညာတွေအထူးမင်းအတွေးခေါ်တွေနောက်တစ်ခါဟလာနည်းပညာတွေတို့မသိတော့ဘူးဟုတ်လားမန္တလေးနဲ့ပတ်သက်လို့လှုပ်ရှားရအများကြီးပြောင်းလဲနေတယ်ဆိုတာပြောတာခုမျက်စိအောင်လို့ပြောင်းမဟာဒီနီယာအရင်ဟလာမန္တလေးသားဟလာပွဲသားကြီးဥအောင်မအိန္ဒိယဟလာတရုတ်ရှင်တန်ရောက်လာတာပဲဆိုမျိုးတွေမဟုတ်ဘူးနော်အဲ့ဒီကိုကျေပြန့်တဲ့လေးနဲ့တက်ပြောင်းလဲမှုတွေအများကြီးရှိတယ်ဒီမှာဟုတ်ကဲ့ဆရာဟုတ်အဲ့တော့ဘောင်တမိုင်းတိမှရမှာဟုတ်ကဲ့တမိုင်းတိမှလာတန်မိုးတိမှဟုတ်နော်ဦးမြေတန်မိုးမဟုတ်ဘူးတမိုင်းတန်မိုးဟုတ်ကဲ့ဟုတ် ဆရာအဲ့တော့ဒီမန္တလေးဟိုပေါ့နော်ဟိုဒါဟိုသူတို့လုံးတက်မယ်ဆိုရင်ဒါကိုယ်နိုင်ငံတို့ခုံလည်းတက်မယ်နိုင်ငံခြားကိုယ်ကိုယ်လည်းအများကြီးရမယ်ဒီမြို့တက်မြို့ကန်ဒေတာတွေလည်းစီးပွားရေးတက်လာမယ်နော်ဖွင့်ပြလာအဲ့ဒါမျိုးတွေဖြစ်လာမယ်ဟာမျိုးဖြစ်ရမယ်ဟာဟိုပေါ့နော်အခုတော့ဒါစနစ်တွေပါခေတ်စနစ်မကောင်းလို့ဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့နောက်တက်မဲ့အစိုးရလက်ထက်မှာရောဆရာအနေနဲ့ဒီမန္တလေးကိုဟိုပြောင်းလဲဖို့ဘယ်လိုတော့ဖွင့်ပြလာဖို့အတွက် ဆရာနောက်ဆုံးဘယ်လိုမျှော်လင့်နေလဲမျှော်လင့်တာလဲဆိုတော့တမီးရဲ့9နှစ်နဲ့တော့မဖြစ်တော့ဘူးပေါ့နော်တိုးတိုးလေးအခြေခံတော့ငါတို့ချခဲ့ရတော့မယ်အားလုံးဒီဟာလာဒီစီမံကိန်းကြီးတခုမန္တလေးရဲ့ဟာလာရှေးဟောင်းနဲ့ပတ်သက်တဲ့ရင်ကြီးမှုနဲ့ပတ်သက်တဲ့စီမံကိန်းတခုနော် အတွေးခေါ်တခုစီမံချက်တခုအားလုံးဝန်းစင်းစားဖို့ကောင်းတယ်။အရင်တော့အဲ့ဒါတခုမှမရှိခဲ့ဘူး။ဟုတ်ကဲ့။တဘူတမင်းပဲလုပ်ခဲ့တာ။အားလုံးပညာရှင်တွေရောက်ပါမယ်။အာဏာမင်းဖွဲ့စည်းတွေလည်းပါမယ်။ဖြစ်နိုင်ရင်နိုင်ငံပညာရှင်တွေလည်းခေါ်ပါမယ်။အာဒါ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 လိုလိုရှိခဲ့တယ်။ဒါကိုဘယ်လိုလုပ်ရင်ရမလဲ။ဒါကြီးချပြီးတော့ငါးနှစ်၁၀နှစ်၁၅နှစ်၂၀လုပ်ကြတော့မှာပေါ့။မြို့ပြဟလာဒီလမ်းတွေကောင်းသွားဖို့ဟလာလာဒီမီးတွေကောင်းသွားဖို့ရေမြောင်းတွေကောင်းသွားဖို့ကတပိုင်းဒါလည်းမှန်တယ်။နောက်တစ်ခုကလည်းအဲ့ဒီမန္တလေးရဲ့ယဉ်ကျေးမှု အမွေအနှစ်တမိုင်းအမွေအနှစ်တွေထိမ့်သိမ့်ပြီးတော့ဒါတွေရဲ့တမိုင်းတန်ဖို့ပြီးပြီးပြင်းပြင်းဖြစ်ပေါ်ရေးဟုတ်ကဲ့နော်ဒါတွေကလည်းလိုအပ်နေတဲ့အတွက်ဒါတွေဟာချက်ချင်းလည်းငင်းတော့ချက်ချင်းကြီးဒါဒီနေရာကြီးနန်းတော်ကြီးဆောက်လို့တော့မရဘူးပေါ့ဟုတ်ကဲ့တခါစင်ရင်းတဲ့စင်ရင်းမလုပ်ကြဘူးဟုတ်ကဲ့ဒါပညာရှင်တွေအားလုံးဟုတ်ကဲ့ဟိုချက်ချင်းတော့မဖြစ်ဘူးဒါပေမဲ့နောက်နောက်အခုလာမယ့်9နှစ်မှာတော့စနစ်တကျစီမံကိန်းတော့လုပ်ခဲ့ရအောင်ပေါ့နော်ဟုတ်ကဲ့နောက်လူတွေနောက်လူတွေကလည်းဒီစီမံကိန်းကတကယ်လေအစွဲလမ်းမပါတော့ မျိုးလူတို့နဲ့တိုင်းပြည်ရဲ့အကျိုးကိုလိုလားသောစီမံခန့်ဖြစ်ရမယ်လေ2010တော့မှဖြစ်နေပြီးတော့ပေးခဲ့ရတယ်2010မှာရဲရဲတင်းတင်းကိုလူတွေတက်သွားပြီဟုတ်ကဲ့ခင်ဗျားတို့ကလာကြမလဲရောနော်နော်သူပြမန္တလေးနေရာမျိုးမှာဟုတ်ကဲ့2015တခုလုံးတော့9နှစ်တန်းတခုလုံးနော်မန္တလေးမှာပြတ်သွားတာနေနဲ့ပတ်သက်လို့ကုသလေလေးစမ်းတခုမှလွတ်တော်နေရာသလုံးနိုင်ငံသားကြီးလွတ်တော်300သလုံးမှာဘာမှမန္တလေးသားတွေမပြောခဲ့ဘူးဒီကကိုဆရာမြတ်ပြောကြပါတော့เนาะဟောဆိုကြာရင်ကုန်တော့မယ်ဟုတ်ကဲ့เนาะကုန်တော့မယ်เนาะ